နာသိစစ်တပ်ကအင်တာနက်ပေါ်မှာနိုင်ငံရေးရတိုက်ခိုက်မှုတွေကိုတားမြစ်အရေးယူဖို့နဲ့သတင်းတွေကိုတံပြန်ဖို့ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ဤပညာကျွမ်းကျင်အဖွဲ့တွေကိုဖွဲ့စည်းပြီး24နာရီစောင့်ကြည့်ဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။အင်တာနက်ပေါ်မှာသတင်းတုသတင်းမာတွေတင်ခြင်းမြမရိုးရာယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့မဖွဲ့မရပုံများဗီဒီယိုများနဲ့လိင်သားပေးကိစ္စရက်တွေတင်ခြင်း ိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းတွေကိုဥပဒေကြောင်းအရတားမြစ်အရေးယူဆောင်ရွက်နိုင်ဖို့အတွက်ကော်မတီကို2025ခုနှစ်ဩဂတ်လ14ရက်နေ့ရက်စွဲနဲ့စစ်ကော်မရှင်ကဖွဲ့စည်းထားရလို့သိရပါဗျ။အဲ့ဒီကော်မတီမှာပြည်ရဲရေးဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီးပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးကဒုတိယဥက္ကဋ္ဌအနေနဲ့ပါဝင်ပြီးအဖွဲ့ဝင်အားလုံးစုစုပေါင်း17ယောက်ပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီကော်မတီအနေနဲ့အင်တာနက်ပေါ်မှာသတင်းတုသတင်းမှားတွေ မဖွဲ့မရပုံတွေဗီဒီယိုတွေနဲ့လိင်သားပေးကိစ္စရက်တွေတင်တာနိုင်ငံရေးရတိုက်ခိုက်ပြောဆိုတာတွေကို post တင်တာထုတ်လွှင့်တာမျှဝေတာအပိအမြောက်ပြူတာတွေဆောင်ရွက်နေတဲ့အပေါ်ဤပညာရာရှာဖွေဖော်ထုတ်ပြီးတားမြစ်ဖို့ကျွလွန်သူတွေကိုတီဆဲဥပဒေတွေနဲ့အညီထိထိရောက်ရောက်အရေးယူနိုင်ဖို့ဆောင်ရွက်သွားရမယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်ကော်မတီအနေနဲ့ကျွလွန်သူတွေအသုံးပြုနေတဲ့တယ်လီဖုန်းတွေပိတ်သိမ်းနိုင်ဖို့ ငွေရေးကြေးရေးကိစ္စရပ်တွေအတွက်၎င်းတို့အသုံးပြုနေတဲ့ဘဏ်ကောင်တွေရဲ့အချက်အလက်တွေငွေသွင်းငွေထုတ်မှတ်တမ်းတွေရယူဖို့နဲ့ဘဏ်ကောင်တွေယာယီတားဆီးခြင်းတွေပြုလုပ်နိုင်ဖို့ကျူးလွန်သူတွေပေါ်သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက တားမြစ်ပေးနိုင်ဖို့အတွက်ကန့်ကွက်စာအကြောင်းကြားစာတွေပေးဖို့ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့လည်းဆိုထားပါဗျ။ Data for Myanmar ကထုတ်ပြန်ထားတဲ့စစ်တမ်းတွေအရပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်အထိ အာနာသိန်းစစ်တပ်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားမှုနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုကြောင့်ဆိုပြီးဖမ်းဆီးခံရသူပေါင်း2000နီးပါးရှိနေပြီလို့သိရပါဗျ။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးအောင်နှောက်ရက်ဟန်တာဖျက်ဆီးနေတယ်ဆိုပြီးအရတားပြည်သူ22ယောက်နဲ့အွန်လိုင်းမီဒီယာတခုကိုရွေးကောက်ပွဲနှောက်ရက်ဟန်တာဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်လိုက်တယ်လို့ စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက်အလုံးမဲဆန္ဒနယ်ကနေဝင်ပြိုင်မဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီအမတ်လောင်းဦးအောင်စိုးကိုမဲဆွယ်စည်းရုံးလို့မရအောင်လုပ်တယ်လို့ဆိုပြီး AAMIJ News သတင်းဌာနကိုနိုဝင်ဘာလ9ရက်မှာ အလုံးရဲစခန်းမှာ အမှုဖွင့်ထားတဲ့အကြောင်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်တာဖြစ်ပါတယ်။ အမတ်လောင်းဦးအောင်စိုးဟာမိုးရစေဝါဖြန့်ဖြူးရောင်းချသူဖြစ်နေတဲ့ဆိုတာကိုစုံစမ်းသိရှိရတယ်လို့ဆိုပြီးနိုဝင်ဘာလ6ရက်မှာ AAMIJ News သတင်းဌာနကသူတို့ရဲ့ Facebook စာမျက်နှာမှာသတင်းဖော်ပြခဲ့တာကြောင့်စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့နိုဝင်ဘာလ10ရက်ထုတ်ပြန်ချက်အရ AAMIJ News ကိုအမှုဖွင့်ထားတဲ့ဆိုတဲ့ပုံမှန်24ကကြီးဟာပြမှုထင်ရှားရင် ထောင်ဒဏ်အ ਨੇ ဆုံး၃နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်မယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုံမှန်ဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲကို စန့်ကျင်စီယုံလှုံ့ဆော်ဟောပြောတာ၊ဆန္ဒပြတာ၊စာရေးသားတာ၊ရုပ်ပုံပိုစတာတွေချိတ်ဆွဲတာရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကိုနှောက်ယှက်ဖျက်ဆီးတာတွေကို အရေးယူမယ်လို့ပြောဆိုထားပြီးဖမ်းဆီးမှုတွေကိုဇက်တိုက်လုပ်နေတာဖြစ်ပါတယ်။ဒါအပြင် နိုဝင်ဘာလ9ရက်နေ့ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ဖြတ်ဖို့ဆိုပြီးထုတ်ပြန်ချက် ထုတ်ခဲ့တဲ့ KNU တထုံခရိုင်ဥက္ကဋ္ဌနဲ့22ဦးကိုလည်းရွေးကောက်ပွဲဥပဒေနဲ့စစ်ကော်မရှင်ကအမှုဖွင့်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ထောင်ဒဏ်အနည်းဆုံး9နှစ်ကနေအများဆုံး10နှစ်အထိချမှတ်နိုင်တဲ့အပြင်ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုံမှ23ခခွေးနဲ့အမှုဖွင့်ထားတာပါ။အလားတူမွန်ပြည်နယ်ချောင်းဆုံမြို့နယ်မှာ ကွန်ရက်ရွာအုပ်ချုပ်ရေးမှူးယုံနာကကိုစလေလောင်းအမည်စရင်ဆိုင်းပုတ်ကိုဖျက်ဆီးသူရွေးကောက်ပွဲဇလန်းတူကိုစန့်ကျင်ကြောင်း Facebook ပေါ်ရေးသားခဲ့တဲ့သူအမျိုးသမီးနဲ့ရွေးကောက်ပွဲစန့်ကျင်ကြောင်းရေးသားခဲ့တဲ့မယန်းကုန်းမြို့နယ်ကဒေါက်တာခင်မတို့ကိုလည်းစစ်ကော်မရှင်ကဖမ်းဆီးတရားစွဲဆိုထားတယ်လို့သိရပါဗျ။ရွေးကောက်ပွဲကို ကာကွယ်နိုင်မှုအတွက်နှောင်းယှက်ဖျက်ဆီးသူတွေကိုအ ਨੇ စုံထောင်ဒဏ်၃နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့ တေဒံအထိချမှတ်နိုင်တဲ့ဥပဒေတရက်ကိုစစ်ကောင်စီကပြီးခဲ့တဲ့ဇူလိုင်လထဲမှာပဲပြဋ္ဌာန်းခဲ့ပါတယ်စစ်ကောင်မရှင်ဟာအဲ့ဒီရွေးကောက်ပွဲဥပဒေနဲ့ဇက်တိုက်အမှုဖွင့်ဖမ်းဆီးတာတွေကို လုပ်နေပြီးရုပ်ရှင်ဒါရိုက်တာနဲ့ဟာတတယုတ်ဆောင်တွေကိုပါဒီဥပဒေနဲ့ဖမ်းဆီးအရေးယူတာတွေပြုတ်လုထားပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထားသူစုစုပေါင်းဟာအယောက်100ကျော်ရှိနေပြီး အဲ့ဒီထဲကတယောက်ကိုတော့စတင်ပါလ9ရက်နေ့မှာထောင်တန်း9နှစ်ချမှတ်ထားတယ်လို့သိရပါဗျ။မြန်မာရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG ကနေနိုင်ငံခြားဝင်ငွေအများဆုံးရရှိနေတဲ့စစ်တပ်ဟာရေနံထုတ်လုပ်မဲ့စီမံကိန်းအစ်စ်တွေအတွက်ထိုင်းနိုင်ငံကုမ္ပဏီတွေနဲ့လက်မှတ်ရေးထိုးပြီးလုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါကြောင့်ထိုင်းကုမ္ပဏီတွေအနေနဲ့ ရေနံတွင်းသစ်နဲ့ဓာတ်ငွေထုတ်လုပ်မှုစီမံကိန်းအစ်တွေအတွက်စစ်ကော်မရှင်နဲ့စာချုပ်ချုပ်ဆိုနေခြင်းအလုံးကိုရပ်တန့်ဖို့အထူးတာဝန်ရှိကြောင်းသွေးစွန်ငွေအဖွဲ့ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ထိုင်းကုမ္ပဏီ PTT PTTEP နဲ့ Gulf Petroleum မြန်မာတို့ဟာ Total Chevron နဲ့ Petronas တို့မြန်မာကမ်းလွန်ရေနံလက်ကွက်စီမံကိန်းတွေကနေထွက်သွားပြီးနောက်ရှယ်ယာတွေကို MOG နဲ့ခွဲဝေကစစ်တပ်ကိုဆက်လက်ထောက်ပံ့နေတယ်လို့ သွေးစွန့်ငွေဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign ကထုတ်ပြန်ပြောဆိုထားပါတယ်စစ်တပ်ကထိန်းချုပ်ထားတဲ့ MOG ကို အခွန်ငွေပေးဆောင်နေတာဟာစစ်တပ်ကပြည်သူလူထုကိုကျူးလွန်နေတဲ့ဆေးရဆွေးမှုတွေကိုအထောက်အပံ့ဖြစ်စေမယ်လက်နက်ဝယ်ယူရေးနဲ့စစ်အုံစိတ်တွေကို အထောက်အပံ့ဖြစ်မှာဖြစ်တယ်လို့အဲ့ဒီဘက်ကဆိုပါတယ်ဒါအပြင်ထိုင်းရင်နံကုမ္ပဏီတွေဟာအခုနှစ်2025ခုနှစ်အတွင်းမှာပဲ အောင်သိန်းခါနဲ့မင်းရဲသူအမည်ရှိတဲ့တဘာဝတန်ငွေနဲ့ရေနံတူဖို့ရေးစီမံကိန်းသစ်တွေအတွက်လက်မှတ်ရေးထိုးဆောင်ရွက်နေပြီး2028ခုနှစ်မှာစတင်ထုတ်လုပ်နိုင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ MOG က2023ခုနှစ်နှစ်ကုန်ပိုင်းမှာလအစဉ်တစ်လကိုအမေရိကန်ဒေါ်လာ55သန်းကိုထိုင်းဘတ်ငွေနဲ့ရရှိနေတာဖြစ်လို့တစ်နှစ်အတွင်းမှာအနည်းဆုံးအမေရိကန်ဒေါ်လာ1.5ဘီလီယံကနေ နှစ်သက်သက်မှာ1ဘီလီယံလောက်ရရှိနေတယ်လို့သွေးစွန်ဝေဖွဲ့ကဆိုထားပါတယ်။ MOG နဲ့ရင်းနှံအခွန်ငွေတွေဟာဆေးအစုအတွက်တရားဝင်နိုင်ငံသားငွေရလေတဲ့လမ်းကြောင်းဖြစ်နေပြီးတော့ဆေးအစုကလိုအပ်နေတဲ့လေရင်စီလေရင်နဲ့အခြားနည်းပညာဆိုင်ရာပစ္စည်းတွေကိုဝယ်ယူနိုင်တဲ့ငွေလမ်းကြောင်းလည်းဖြစ်တယ်လို့သွေးစွန်ဝေဖြတ်တောက်ရေးလှုပ်ရှားမှုဖွဲ့ကဆိုပါတယ်။ MOG ရဲ့ဝင်ငွေဟာနိုင်ငံရဲ့နိုင်ငံသားငွေ80ကနေ80ရာခိုင်နှုန်းခန့်အထိရှိပြီးတော့ နှစ်စဉ်အမေရိကန်ဒေါ်လာတန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။မြန်မာစံဖက်စစ်တပ်အတွက်အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဝင်ငွေရှာပေးနေတဲ့မြမရေနံနဲ့တဘာဝတန်းငွေလုပ်ငန်း MOG နဲ့အတူအလုံးလုံးနေတဲ့နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေကိုအရေးယူပေးဖို့ Justice for Myanmar ကလည်းထပ်မံတိုက်တွန်းတောင်းဆိုထားပါတယ်။ကိုရီးယားနိုင်ငံကနိုင်ငံသားအလုံသမားတွေကို နမတက်မခေါ်တာဟာရိုင်းပြတဲ့အပြုမှုဖြစ်တာကြောင့်အသိရောက်ရှိလာတဲ့မြန်မာအလုံသမားတွေအနေနဲ့နမကပြတက်ဆင်ပေးထားကြောင်းစစ်ကောင်စီတန်ယုံကထုတ်ပြန်အသိပေးထားပါတယ်ထုတ်ပြန်ချက်အရာ ရခင်ကကိုရီးယားသမ္မတနိုင်ငံမှာရှိတဲ့နိုင်ငံသားသားအလုံသမားတွေကိုနမတက်မခေါ်ပဲဟေးမင်းဆိုပြီးတော့ခေါ်ဝေါ်ခြင်းမှာရိုင်းပြတဲ့အပြုမှုအသွင် ရောက်ရှိတာကြောင့်အော်တိုဘားလာ28ရက်မှစတင်က အသိရောက်ရှိလာတဲ့မြန်မာအလုံသမားတွေကိုအင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆိုက်ရောက်ချိန်မှာနာမည်ကပြားများတက်ဆင်ပေးသွားမှာဖြစ်တယ်လို့ဆိုထားပါဗျ။စစ်ကောင်စီတန်ယုံအနေနဲ့တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့နိုင်ငံသားသားအလုံသမားတွေကိုလေဆိပ်တာဝန်ကျောက်သူတွေကခေါ်ဝေါ်တာကိုရည်ညွှန်းတာဖြစ်နိုင်တယ်လို့လည်းကိုရီးယားရောက်မြန်မာလုံသားတွေကဆိုထားပါဗျ။တောင်ကိုရီးယားနိုင်ငံကိုစစ်ကောင်စီဩဇာခံ အလုတ်သမားဝင်ကြီးဌာနအောက်မှာရှိတဲ့အစိုးရပြည်ပအလုတ်ကိုင်အေဂျင်စီ POEA ကတာဝန်ယူပြီးအလုတ်ဆဲလုပ်နေတာလည်းဖြစ်ပါတယ်။2024ခုနှစ်မတ်လမှအောက်တိုဘာလအတွင်းကုန်ထုတ်လုတ်သားသစ်400နီးပါးနဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးစောက်လုပ်ရေးနဲ့ကုန်ထုတ်လုတ်သားသစ်စုစုပေါင်း140တယောက်တို့ကိုကိုရီးယားနိုင်ငံကို ပို့ဆောင်ထားတယ်လို့လည်းထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိအလုပ်လုပ်ကင်နေတဲ့မြန်မာလုပ်သား၈000နီးပါးအထိရှိပြီးဒီနှစ်ကစလို့အမျိုးသမီးလုပ်သားတွေကိုလည်းတွားရောက်ခွင့်ပြုထားပါတယ်ဖိလစ်ပိုင်နိုင်ငံမှာအ ਨੇ ဆုံးလူနေရာကျော်သေဆုံးခဲ့ရတဲ့တိုင်ဖုန်းမုန်တိုင်းကယ်မာဂီတိုက်ခိုက်ပြီးနောက်ရက်သက်တစ်ပတ်တစ်ပတ်မပြည့်ခင်မှာပဲနိုဝင်ဘာလ9ရက်နေ့ညကစူပါတိုင်ဖုန်းဖန်ဝမ်တိုက်ခိုက်မှုကြောင့် ပြည်သူတက်တသမလေးတန်းခန့်ဟာအိုးအိမ်ဆွန့်ခွာထွက်ပြေးခဲ့ရပြီးအိုးမဲ့အိမ်မဲ့ဘဝရောက်ရှိခဲ့ရကမုံတိုင်းကြောင့်အ ਨੇ ဆုံးလူနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီမုံတိုင်းဟာရုတ်တရက်ရေးကြီးမှုတွေမုံတိုင်းဒီရေလှိုင်းတွေမြေပြိုမှုတွေနဲ့လေပြင်းတိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါဗျ။နိုင်ငံအနှံ့ကလူတက်တသမလေးတန်းကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်းဖိလစ်ပိုင်အာဏာပိုင်တွေကနိုဝင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့ပါဗျ။နှစ်ပေါင်းများစွာအတွင်း အကြီးဆုံးတစ်ခုဖြစ်တဲ့ Super Mountain ဖိုင်ဝေါဟာအကျယ်ဝ1800ကီလိုမီတာ1118မိုင်ကိုတက်ရောက်ခဲ့ပြီးတော့လူဇွန်ကျွန်းစုရဲ့နယ်မြေ၃ပုံ၂ပုံကိုတက်ရောက်ခဲ့ပါတယ်။ Super Typhoon Phanwon ကနိုဝင်ဘာလ9ရက်နေ့ညကလေတိုင်နှုန်းတနအီကိုမိုင်130ခန့်နဲ့လူဇွန်ကျွန်းကိုဖြတ်တန်းတိုက်ခိုက်သွားတာဖြစ်ပါတယ်။ Phanwon Typhoon ဟာ2025ခုနှစ်မှာဖိလစ်ပိုင်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့20ခုမြောက်မုန်တိုင်းလေးဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာနှစ်စဉ်ပြန်မြမုံတိုင်း20ခန့်ဝင်ရောက်တိုက်ခိုက်တာကိုကြုံရလေရှိပြီးဒီနှစ်ထဲမှာပဲအင်အားအပြင်းဆုံးတိုင်ဖုန်းတွေဟာဖိလစ်ပိုင်ကိုဇက်တိုက်ဆိုသလိုဝင်မွေနေတာလည်းဖြစ်ပါတယ်။တိုင်ဖုန်းမုံတိုင်းကဲမာကြီးကြောင့်လည်းဖိလစ်ပိုင်မှာလူ104ယောက်သေဆုံးခဲ့ပြီးနောက်စူပါတိုင်ဖုန်းမုံတိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်။